ပြည်ထောင်စုအေဂျင်စီနဲ့နိုင်ငံတကာသတင်းအေဂျင်စီတွေကြားနှစ်ပေါင်းများစွာချုပ်ဆိုထားခဲ့တဲ့ contract စာချုပ်တွေကိုပယ်ဖျက်ပစ်ဖို့လှုံ့ဆော်နေကြောင်းတမရထရန့်ရဲ့အကြီးတန်းအကြံပေးဖြစ်သူကကြားစာပြေနေမှာပြောပါရယ်ဒီပြည်ထောင်စုအေဂျင်စီဟာ American အစိုးရကငွေကြေးထောက်ပံ့ထားတဲ့သတင်းအဖွဲ့အစည်းတွေကိုကြီးကြပ်အုပ်ချုပ်ရတဲ့အဖွဲ့ဖြစ်ပါတယ် AFP router နဲ့ AP လုံးနဲ့ချုပ်ဆိုထားတဲ့ contract စာချုပ်တွေကိုဖျက်သိမ်းဖို့လှုံ့ဆော်နေတယ်လို့သတင်းသမားဘဝကနိုင်ငံသမားဖြစ်ကူပြောင်းလာသူလည်းဖြစ်တမရထရန်ရဲ့အမာခံတစ္ဆာခံတူလည်းဖြစ်တဲ့ Gary Lake က X social media ပေါ်မှာ posting ပြောကြားခဲ့ပါတယ်။သတင်းတွေဘာဖြစ်နေလဲဆိုတာကိုပြောဖို့ကျမတို့ကပြင်ပသတင်းကုမ္ပဏီတွေကိုငွေမပေးတင်ပါဘူးလို့သူကပြောသွားပါတယ်။ လိတ်ဟာကမ္ဘာမီဒီယာ American Agency USA GM ကို အရင်လကအထူးအကြံပေးဖြစ်စတင်ဝင်ရောက်လာခဲ့ပါတယ်။ဒီပြည်ထောင်စု Agency ဟာပြည်ပမှာရှိတဲ့သတင်းစင်စာလုံးမှုတွေကိုတိုက်ခိုက်ဖို့နဲ့သတင်းတင်ဆက်တဲ့မီဒီယာဖွဲ့စည်းတွေကိုကြီးကြပ်တဲ့လုပ်ငန်းကိုလုပ်ရပါတယ်။ဒီအထဲမှာအမေရိကန်အတန်းလွတ်လပ်သောဥရောပအတန်းလွတ်လပ်သောအာရှအတန်းတို့လည်းပါဝင်ပါတယ်။ ကမ္ဘာမီဒီယာ American Agency နဲ့ချုပ်ဆိုထားတဲ့မလိုအပ်တဲ့သတင်းဌာန contract စာချုပ်တွေကိုပယ်ဖျက်ပစ်ဖို့ကျမဒီနေ့ပဲစတင်လှုပ်ဆောင်နေပါပြီ။ဒီအထဲမှာ AP router နဲ့ AFP တို့နဲ့ချုပ်ဆိုထားတဲ့ဒေါ်လာတန်ပေါင်းများစွာတန်တဲ့ contract စာချုပ်တွေလည်းပါဝင်ပါတယ်လို့လက်ကပြောသွားပါတယ်။သတင်းတွေကိုကျမတို့ဖာသာထုတ်လုပ်တင်နေဒါကိုလုံးဖို့မဖြစ်နိုင်ဘူးဆိုရင်ဘာလို့မဖြစ်နိုင်တာလဲဆိုတာအမေရိကန်ခွန်ထမ်းပြည်သူတွေတည်တင်တယ်လို့သူကစက်ပြောသွားပါတယ် AFP ဟာ USA GM အုပ်ချုပ်မှုအောက်ကသတင်းဌာနတွေကို သတင်းစာသာဓာတ်ပုံဗီဒီယိုတွေပေးသွင်းဖို့နှိရှေ contract စာချုပ်အများအပြားချုပ်ဆိုထားပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်ဟန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပင်းချင်းကိုကြည့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။